ကင်မရာတော့ဖုန်းတိုင်းမှာရှိပါတယ်ဒါပေမဲ့လူတော်တော်များများကဒီကင်မရာမှာရှိရလူရဲ့ setting တွေကိုမသိကြပါဘူးဒီဗီဒီယိုမှာတော့ဒီကင်မရာမှာရှိရလူရဲ့ setting တွေကိုပြောပြမှာဖြစ်ပါတယ်ဒီလူရဲ့ setting ကိုဖွင့်မယ်ဆိုရင်တော့တင်ရဲ့ကင်မရာကတကယ်ကိုလပမှာဖြစ်ပါတယ်ဒီကင်မရာမှာရှိအလျော်ချက် setting ကိုတင်တော့တင်ကကင်မရာအပိုင်းမှာကျွမ်းကျွမ်းချင်းချင်းကျွမ်းချင်းမှာဖြစ်ပါတယ်ကြည့်အချင်းမဆွဲတဲ့ဒီဗီဒီယိုကိုစာလိုက်ရအောင် โอเคအဲလျော်ချက်စနေကိုပြောပြမယ်နော်โอเคကျွန်တော်တို့ကင်မရာထက်ကိုဝင်လိုက်မယ်ကင်မရာထက်ကိုဝင်ပြီးရင်ဒီမှာ line 3ကိုနှိပ်ပြီးမှကျွန်တော် setting ကိုနှိပ်မယ်နော် setting ကိုနှိပ်ပြီးဒီ watermark ဆိုတဲ့ဟာကိုကျွန်တော်ဒီဖက်မှာ on လုပ်လိုက်မယ် on ဒီ setting ကိုဒီ internet ဖွင့်ရတယ်နော်ဟိုကျွန်တော် internet ကိုဖွင့်လိုက်မယ်โอเค internet ဖွင့်ပြီဆိုတော့ကျွန်တော်ဒီမှာ2 2အဲ2ပြတဲ့ဟာကိုဒီမှာတုံးလို့ရတယ်နော်အာကျွန်တော်ဒီကောင်ကိုတုံးလိုက်မယ် အခုတောင်းနေတာတောင်းလို့ရနော်ဒီ watermark ကိုဖွင့်လိုက်မယ်ပြီးရင်သူပေးတာဒီမှာတောင်းလို့ရတယ်နောက်တစ်ခုဒီအောက်မှာလည်း download ဆက်ပြီးမှတောင်းလို့ရတယ်နော်ဒီဒီအောက်မှာရှိရလဲ download ဆက်ပြီးမှတောင်းလို့ရတယ်ကျွန်တော်က okay ကျွန်တော်ဒီကောင်ကိုတောင်းလိုက်မယ်နော် okay ဒီကောင်ကိုတောင်းလိုက်မယ်ပြီးရင် apply လုပ်လုပ်လိုက်မယ် apply လုပ်ပြီးရင်ကျွန်တော်တစ်ချက်ပြမယ်နော်ဒီမှာကျွန်တော်ဒီကောင်ကိုပုံရိုက်လိုက်မယ်ထိလိုက်ပုံရိုက်တဲ့အခါမှာအခုဒီပုံကိုကြည့်မယ်ဆိုရင်တော့ ဒီအောက်မှာကျွန်ဒီအောက်မှာကျွန်ရယ်ဆိုရင်တော့သူက watermark တစ်ခုပါလာပြီเนาะတင်ဖုန်ရဲ့ watermark เนาะဖုန်းနာမည်ဒီမှာပေါ်လာမှာဖြစ်ပါเนาะဒီလိုပုံစံနဲ့เนาะဒီလိုပုံစံနဲ့ကိုယ့်ရဲ့ဖုန်းနာမည်ဒီကိုယ့်ရဲ့ပုံမှာပေါအောင်လို့ချင်တာဆိုရင်တော့တင်ဖွင့်လို့ရမှာဖြစ်ပါတယ်เนาะနောက်တစ်ခုဒီကောင်ကိုနောက်တစ်ခုပုံစံအမျိုးမျိုးပြောင်းလို့ရမှာဖြစ်ပါတယ်เนาะနောက်တစ်ခုကျွန်တော်ပြောင်းလိုက်မယ်ဒီ line 3ကိုနှိပ်မယ် line 3ကိုနှိပ်ပြီး setting ကိုနှိပ်မယ် setting ကိုနှိပ်ပြီး watermark ကိုပြန်နှိပ်မယ်နှိပ်ပြီးဒီမှာတခြားအားလည်းပြောင်းပြောင်းလိုက်မယ်เนาะ โอเคဒီကောင်ကိုပဲပြောင်းလိုက်မယ်နော်ဒီကောင်ကိုပြောင်းလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ apply ကိုနှိပ်လိုက်မယ် apply ကိုနှိပ်ရတာနဲ့ back သွားလိုက်မယ်ဟုတ်ကျွန်တော်ဒီကောင်ကိုပုံပုံရိုက်လိုက်မယ်နော်ပုံရိုက်လိုက်မယ်အခုဒီမှာကြည့်မယ်ဆိုရင်ဒီပါနဲ့ဒါတင်ဖုန်းနာမယ်ဒီလိုပုံစံနဲ့ပေါ်လာအောင်ဖြစ်ပါတယ်ကင်မရာမှာရှိတဲ့ Leo Jet setting နံပါတ်2ကိုလည်းပြောပြမယ်နံပါတ်2ကိုလောက်ဖို့အတွက်ဒီမှာ line 3ခု shift ဒီကောင်ကိုနှိပ်မယ်ဒီကောင်နှိပ်ပြီးရင် setting ကိုနှိပ်လိုက်မယ် setting ကိုနှိပ်တာနန်းဒီလိုလေးပေါ်လာမယ်နော် ကျွန်တော်ဒီလိုပေါ်လာမယ်ဆိုရင်ဒီမှာဆိုရင် pizza pizza setting ကိုနေရမယ်ဒီကောင်နေပြီးရင်တို့ဒီမှာဆိုရင်ဒီအပေါ်မှာနော် style and affection ဒီကောင်ကို fit မယ်ဆိုရင်တော့ဘာဖြစ်မှာလဲဆိုရင်ကျွန်တော်ပြမယ်နော်ဒီမှာရှိကျွန်တော်ပုံရတဲ့အချိန်မှာ effect တွေတုံးလို့ရမှာဖြစ်ပါတယ်နော်ကိုကြိုက်တဲ့ effect တွေကိုဒီမှာတုံးလို့ရမှာဖြစ်ပါတယ်ဒီမှာရှိနော်ကိုကြိုက်တဲ့ effect ကိုဒီမှာဒီလိုပုံစံတုံးလို့ရမှာဖြစ်ပါတယ်အဲကြောင့်အကောင်ကိုတုံးပြရမယ်ဆိုရင်တော့တင်ရတဲ့ပုံနော်ရန်ကိုလပောက်မှာဖြစ်ပါတယ် ဒီကောင်ကိုတစ်ချက်ဆန်းကြည့်လိုက်ပါနော်။ Okay ဒါကကင်မရာအရှိရ Leo 17နံပါတ်2ပြီးတော့ပါပြီ။အခုကင်မရာအရှိရ Leo 17နံပါတ်3ကိုလည်းပြောပြမယ်။ Okay သူတို့ setting ကိုလို့ဖွင့်တော့ဒီ line 3ကိုနေလိုက်မယ်။ line 3ကိုနေပြီး setting ကိုနေမယ်။ setting ကိုနေပြီးရင်သူတို့ဒီ preset setting ကိုနေလိုက်မယ်။ဒီမှာပြဿနာစက်တီမှာဆိုရင် live photo ရှိရနော်ဒီကောင်ကိုဖွင့်လိုက်ပါဒီကောင်ကိုဖွင့်ခြင်းအပြင် live photo option ပွင့်လာမှာဖြစ်ပါတယ်နော်တချို့ဖုန်းမှာ live photo option မပွင့်တာ app setting ကိုမဖွင့်ထားလို့ဖြစ်ပါတယ်နော် အဲ setting ကို free ပြီးမှဒီကောင်ကိုနေမှဆိုရင်တော့ live photo လေးဖြစ်သွားမှာဖြစ်ပါတယ်အခုကျွန်တော်ပြမယ်နော်ဒါသာ live photo ဖြစ်သွားပြီကြည့်နော်အဲ့လိုပုံစံနဲ့ live photo ကိုဖွင့်လိုက်ပါ okay ဒါကကင်မရာရှိရ67နံပါတ်3ဖြစ်သွားပါပြီ အခုကင်မရာမှာရှိရ67နံပါတ်4ကိုပြောပြမယ်ဗီဒီယိုကိုအဆုံးထိကြည့်ပါနော်ဒီဗီဒီယိုကိုအခုချိန်ထိလက် like မလို့ရသေးရင်တော့ like လေးလုပ်ပြီးပါ โอเค number 4 setting ကိုပြောပြမယ် number 4 setting ကိုလုပ်ဖို့အတွက် line 3ကိုနှိပ်မယ် setting ကိုနှိပ်မယ်ဒီမှာဆိုရင်ဒီအောက်ကိုသွားဆိုရင် shifting method ဆိုတာရှိရနော်ဒီကောင်ကိုနှိပ်လိုက်မယ်ဒီကောင်နှိပ်ပြီးမှဒီကောင်တွေကိုနှစ်ခုလုံးကိုဖွင့်လိုက်မယ်ဒီလိုပုံစံနဲ့ဖွင့်လိုက်မယ်သူကဘာဘလို့အလုပ်လုပ်လုပ်လဲဆိုတာကိုပြောပြမယ်နော်အဲ့လိုဖွင့်ချင်းအားဖြင့်ဘာဖြစ်လဲဆိုရင်ကျွန်တော်တကယ်လို့ဒီ man မှာနော်တစ်ချက်နှိပ်လိုက်တာနဲ့သူကပုံရိုက်ရိုက်ပြီးမှနော်ဘာမှလုပ်စရာမလိုမန်ကိုတစ်ချက်ရိုက်လိုက်ပါပန်း ပုံရိုက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီလက်ကိုဒီလိုပုံစံနဲ့ပြလိုက်တာနဲ့ပုံရိုက်ပြီးမှဖြစ်ပါတယ်ကြည့်နော်လက်ကိုအဲ့လိုပြလိုက်တာနဲ့သူကပုံရိုက်ပြီးမှဖြစ်ပါတယ်ဒီမှာကြည့်နော်နောက်တစ်ချိန်လဲကျွန်တော်လုပ်ပြမယ်နော်ဆရာကြီး ကျနော်အဲ့လိုပုံစံနဲ့သူကပုံရိုက်ပြီးမှဖြစ်ပါတယ်အရင်ကမိုက်ပါတယ်နော်ဒီ setting ကိုလည်းလုပ်ကြည့်လိုက်ပါ okay ကျွန်တော်တို့ number 4 setting ပြီးပြီဆိုတော့ number 5 setting ကိုလည်းပြောပြမယ်နော် number 5 setting က balance ဆိုရင်ကျွန်တော်ပုံရိုက်တဲ့အခါမှာကျွန်တော်တို့ဘယ်လိုရိုက်မှာလဲဆိုတာကိုပြောပြမယ်နော်ပုံရိုက်တဲ့အခါမှာကျွန်တော်ရိုက်မယ်ဆိုရင်နော်အရင်ဆုံးဒီ mode နေရာကိုသွားလိုက်ပါဒီ mode နေရာကိုတစ်ချက်သွားလိုက်ပါကျွန်တော်ဒီမှာ pro ကိုနှိမ့်လိုက်မယ် pro ကိုနှိပ်ပြီးမှကျွန်တော်တို့ပုံရိုက်မယ် pro နဲ့ရိုက်မယ်ဆိုရင်တော့ တင်ရိုက်တဲ့ကင်မရာပို့ပြီးကြည်လင်မှာဖြစ်ပါတယ်ဒီမှာချင်းနော် pro နဲ့ပဲအရိုက်ပါနော်ဒီလိုပုံစံနဲ့ pro နဲ့ပဲရိုက်မယ်ဆိုရင်တော့တင်ရပုံကပို့ပြီးကြည်လီမှာဖြစ်ပါနော်ပို့ပြီး quality ကောင်းလာမှာဖြစ်ပါတယ်အဲအကြောင်းပုံရိုက်တော့မှဆိုရင်နော်ကိုယ့်ရဲ့တန်ငါချင်းကိုပုံရိုက်ခိုင်းတော့မှဆိုရင် pro နေရာကိုသွားဖိမရိုက်ခိုင်းလိုက်ပါနော် okay ပုံရိုက်တဲ့နီးပြောပြပြီးပြီဆိုတော့ ကျွန်တော်အခုဗီဒီယိုမြိုက်တဲ့နီးလဲပြောပြရအောင်နော်ဗီဒီယိုဗီဒီယို quality မြန့်ချင်တယ်ဆိုရင်နော်အရင်ဆုံးဒီဗီဒီယိုနေရာကိုသွားလိုက်ပါဗီဒီယိုနေရာကိုသွားပြီးရင်ကျွန်တော်တစ်ချက်တချို့ဖုန်းကဆိုရင်နော် 1080p 980p ထိရှိရဒါပေမဲ့သူတို့က 920p ပဲဒီလိုပုံစံနဲ့ထားပြီးမှပုံဗီဒီယိုကိုရိုက်ကြရတယ်ဒါကတော့ဒီလိုလုပ်မယ်ဆိုရင်တော့ဗီဒီယို quality မကောင်းတော့ဘူးနော်ဗီဒီယို quality ကောင်းချင်တယ်ဆိုရင်တော့ ဒီ920ပြီမလုတ်ပတ်နဲ့เนาะကျွန်တော်1080ပြီကိုယ့်ရဲ့ဖုန်းမှာဘလောက်ထိမြင့်လဲเนาะကိုယ့်ရဲ့ဖုန်းကဘလောက်ထိမြင့်လဲအဲ့လောက်ပဲလုပ်လိုက်ပါเนาะ1080ပြီဒီအမြင့်ဆုံးရှိရဆိုရင်1080ပြီကိုယူလိုက်ပါဒါကလို့ 4K ဒီအမြင့်ဆုံးရှိရဆိုရင် 4K ဒီကိုနေလာပါပြီဒီ FPS မှာ30 FPS เนาะအနည်းဆုံး FPS မလို့ပါနဲ့အများဆုံး FPS ကိုနေလိုက်ပါဒီလိုပုံစံနဲ့ဗီဒီယိုကိုရလိုက်ပါဒီလိုပြင် AI ကိုလည်းဖွင့်လိုက်ပါ ဲ့လိုဆိုရင်တော့ video quality ကပိုကောင်းသွားမှာဖြစ်ပါတယ် AI ကို full map ဆိုရင်တော့ဒီမှာကြည့်မှာဆိုရင် AI ကို full map ဆိုရင်သူက 1080p ပဲရမယ်နော် AI ကိုပြေးလိုက်မယ်ဒီကောင်ကို 4K ပဲပြောင်းလိုက်မယ် okay AI ကိုဖွင့်လိုက်မယ်ဒီ AI ကိုဖွင့်တဲ့အခါသူက 1080p ပဲရတယ်အဲကြောင့် AI ကိုပြေးလိုက်မယ် 4K နဲ့ရိုက်လိုက်မယ်โอเคဒါကတော့ရှယ်လာတယ်ကင်မရာကြည့်လိုက် တို့ AI နဲ့လည်းရိုက်လို့ရနော်တချို့ဖုန်းမှာဆိုရင်ထောင်းရှိတဲ့ PC ရဆိုရင် AI ဖွင့်ပြီးမှရိုက်ပါနော်ဒီလိုပုံစံထောင်းရှိတဲ့ PC ရဆိုရင် AI ကိုပဲဖွင့်ပြီးမှရိုက်လိုက်ပါအဲ့လိုဆိုရင်လည်းကင်မရာ quality ကကောင်းမှာဖြစ်ပါတယ်ကြည့်နော်ရင်းကိုလာရနော်ကင်မရာရှိလိုက်ဟုတ်ပါတယ်ဒီကဒါကတော့နော်ကင်မရာအရှိရလေးရစိန်တွေကျွန်တော်အကုန်လုံးလိုလိုကိုပြောပြပြီးပါပြီ ကနေ့အတွက်ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်